မင်းမြတ်ရာဇဂျုံခဲလှစွာဂျုံခဲ့တော့ငါမြူကိုတို့ရစ်တိုင်းလျက်ရှိနေတော့အရှိအိုးမှတောင်တန်းကြီးကမြင်ရတူဖို့ကြီနူးစိုးပြပွဲတည်ပါပေ။ထိုမှတဆင့်တောင်ကျေတဝမ်းမျက်စိတဆုံးကျဲပြစွာတည်ရှိနေသည့်ဆင်းရောင်ကပလာရဲ့အလဲခွင်းများသည်လည်းကောင်းစိမ့်စိမ့်ညွညွတစ်ပင်အုတ်တန်းတို့အလဲ၌တာမောပွဲတည်ရှိနေသည့်ရွာငယ်ကလေးသည်လည်းကောင်း ပါကလေးဒိမ့်မွေတော့နှုတ်ပညာတဲ့ပကြီးကျော်ချောက်ချေမုံထားသည်တဘာဝရှုမျောကင်းပကြီးကားတရှာလားထင်မှတ်မှာပဲမြင်ကွင်းတစ်ခုပြည့်ရှိနေလေတော့ဤထို့ပြင်လယ်ကွင်းများတရှာအုပ်စုဖွဲ့ကပြန်တန်းလျက်ရှိတော့ပြန်ရောက်ဖြူဖြူများနဲ့ရွာပြင်မြက်ခင်တောဆက်တလျားဟိုရစုဒီစုရှိနေကြတော့ဖြူဖြူနီနီနဲ့နဲ့ကြကြကြွာနာတဲ့င်းကလည်းရှုမြင်ခွင့်လာကိုပုံမတက်ဝင်ပြင်အောင်အားပြကူညီပေးနေပြီးတကယ်တော့ပင်ရင်ရှိနေပြန်တော့ဤ ဤကတပန်းသူရွာကလေးပါကတိရှိနေတော့မယိုးနိုင်သည့်တဘာဝအလှတဲ့မြင်ကွေးများပင်ဖြစ်ပေတော်၏ဤတို့ပင်တပန်းသူရွာကလေးသည်တာယာလှပတကယ်လို့ရွာကလေးတွင်နေထိုင်ကြကုန်သောရွာလူရွာသားများသည်လည်းလွန်စွာမှယူသားအေးစေးကြသူများပင်ဖြစ်ကြသည်အစဉ်အပြည့်ဓမ္မဦးကြလောက်ကင်ခဲ့သောတောင်သူလယ်ဆိုင်အလုပ်များကိုငိမ့်ချစွာလောက်ကင်နေထိုင်ကြလျက်အချို့သာကက်လျက်ရှိနေသောယူမတောင်ပေါ်တက်၍တောပြစ်ဝါခုတ်အလုပ်ကိုလောက်ကင်ကြလေ၏ အများအပြည့်အေးချမ်းစွာနေထိုင်ကြသူများပြီးပြီးရွာထဲ၌ကလေးငိုတန်းခွေးဟောင်တားများမှအပစူးစူးပူပူကိစ္စများမရှိတဲ့လောက်ငြိမ်းချမ်းလှပေတော်ဤတို့ရွာ၌ယခုမူရွာမြောက်ပိုင်းမှအမှုဆုံးမှမောက်ဝိုင်းစေဤသားမောင်ဘိုးတို့ရဲ့ဖြစ်ကြောင့်တရွာအလုံးအော်အော်တောင်းနေတော်တော်ညာအောင်ရှိနေကြရလေတော်ဤထိုကအမှုဆုံးမှမောက်ဝိုင်းစေဤဝါတရမို့တက်ကဲကတောင်းမင်းနှခန်းခဲရဲ့အင်္ဂလိပ်၌ ရွာကြီးဥပိုးတို့မှာအစပြုလျက် ကြီးကြီးငယ်ငယ်အရွယ်မဟုတရွာလုံးရှိ လူကြီးကလေးခွေမကြောင်စုပြုံအောင်ခဲလျက်ရှိကြလေအားအိမ်ပေါ်တော့ဝဲအိမ်ဝတလီချောင်းဝအစုံစုပြုံတို့လည်းရှိနေတော့လူအုပ်ကြီးကိုကြည့်ရမဟုတ်ဆုံးမှမောင်ဝိုင်းစိမ်းမှာအိမ်ကျိုးကြမြေအရေးကိုတွေးလျက်ရင်သမမဖြစ်ရှိနေရလေတော့ဤထို့ပြင်ထမဲရင်ရှားတားတဲ့အမေများ၏ကတိခွချီဖို့လာကြကုန်တော့ နှတ်တွဲလောင်းနှင့်ကလေးငယ်များ၏အောဟင့်ငိုရတံများသည်၎င်းအာမတိညာမတိဒူစုစုမြင်သည်နှင့်ပြေလွှာရှင်မြူဦးမြူးလျက်ရှိကြကုန်သောခွန်နှင့်ရှင်းနှင့်ရွယ်တကောက်တာကလေးများ၏အတံများသည်၎င်းပွက်ကလော်ရဲလျက်ရှိနေလေရာအကြီးဥပိုးတို့မှာဟေးမဆိုင်တဲ့လူတွေကိုယ့်အိမ်ကိုပြန်ကြပါလားတကရင်ဘာမှပြောလို့မရတော့ဘူးဒီလောက်စူညံနေတာဟေးဟိုကလေးတွေသွားကြစမ်းတခြားနေသွားဆောက်ကြချေနင်တို့အလုပ်ဒီမှာဘာမှမရှိဘူး ဟုအော်ရဲ့ငေါငန်းနေရလေတို့တိုင်မောင်ဘိုးတို့ဤထူကြတော့အဖျားအထူးပင်စိတ်ဝင်စားလျက် ရှိနေကြကုန်တော့လူများမှာပကြီးငေါငန်းတန်းကိုမတိကြိုးယုံပြုလျက်အောင်ကြွဒူမြေတို့ကရှိနေလေတော်ဤထိုကားတုံးနေတာခလင်းငယ်တယောက်ကိုဂတိကွားပိုးလျက်ချွေးချွေးချွေးဖြင့်ရှိနေတော့တားတဲ့မိတယောက်မှပင်မကြားကြဖြင့်အလိုတော်တကြီးရေဒီကိစ္စသူရောက်တဲ့တက်ဆန်နေတဲ့အပေါက်မျိုးသူတိုင်းသူ့လိုစိတ်ဝင်စားကြတာပေါ့အဲ့ပါတော့ဟုပြောလိုက်သေးဤ ထိုးချင်းအသက်73နှစ်ခန့်ရှိကယကရှင်မောင်ဘိုးလူကမိမိအဖြစ်တဲ့အုံတိုးလျက်ရှိသောလူများကိုကြည့်ကမျက်လုံးကလေးကလေးကလေးဖြစ်ရှိနေပြီလျင်တခါတရံ၌အနည်းရှိမိခင်ဖြစ်သူမောင်ဝိုင်းစိမျက်နှာကိုတစ်ချက်ချက်လှမြော်ကကြည့်ရှုလျက်ရှိနေလေတော့ဤထိုကအမေဖြစ်သူမောင်ဝိုင်းစိကိုယ်တိုင်မှလည်းမကြသေးမီကမှ အိမ်ကောင်းရင် ကိုလူမောင်တို့ထမ်းမသင်စည်းချီတော့ချော်ကျိုးများကိုတောင်းယူလျက်တစ်ခုနဲ့တစ်ခုဆက်ကပျောက်ကြလူဆဲဆဲ အိမ်နောင်ကိုမတုတ်တတုတ်တတ်ဖြင့်တုတ်နောင်ထားရကားအိမ်ပေါ်၌လက်ကားရခြေကားရဖြင့်အော်ဟင့်မမဲနေတော့ပကြီးကိုကြည့်ကအသေးတရရှိနေလေတော့ဤထိုကိုက်တွင်ပင်များစွာသောလူစုစုကိုရခင်က မြင်ဘူးချင်းမရှိခဲ့၍မျက်စိနောက်ကအတန်တေးအတန်ကြောင့်ဖြင့်ထိုးဟောင်ဦးလိုက်တော့ခွေးတကောင်ဤအတန်ကြောင့်အချားခွေးများပါ ဝိုင်းအောင်၍ဦးလိုက်ကြပြန်လေရာဟာဒီခွေးတွေဟေးရှူဟာစိန်မောင်တို့ထွအောင်တို့မင်းတို့အပတွေမောင်းကြပါဦးဟာ ခုဇိုးလိုက်တော့တကြီးရဲ့အတန်နဲ့အတူစိန်ကောင်းကိုစိန်မောင်းနဲ့ကိုရဲအောင်တို့မှာပါမဆိုင်ညာမဆိုင်တကြီးအထောက်ခံလိုက်ရတဲ့ဖြစ်တော်တာဖြစ်ဖြစ်ဖြစ်ဦးလျက်ရှိနေတော့ခွေးများကိုကြောက်ခဲနဲ့တမျိုးအုတ်ခဲနဲ့တပုံ၆လပြည့်ခတ်က မောင်းထုတ်ကြရလေတော့ဤဒီကြတဲ့အသက်ကြီးရဲ့တောင်းတုံချီချီဖြင့်နောက်ကြမှရောက်လာတော့ရွာလယ်မှဘိုးဘရှင်ကခွေးမောင်းလျက်ရှိနေတော့ကိုမောင်ဆိုင်လက်တစ်ဖက်ကိုဆွဲကမှုံတိမုံဝါပြည့်ကြည့်ရှု၏မေးလာပြန်ဤ မင်းဘ ᱹ ဒူတော့တုတ်စိမ်မောင်အပဟေးဘ ᱹ ဒူစိမ်မောင်အပစိမ်မောင်ကိုစိမ်မောင်ရေးတဲ့နားလေးနေတော့အဘိုးဘအရှင်ကိုစိတ်မချေဖြစ်လျက်အတန်အိုမြင့်ကအော်ပြောလိုက်ရလေ။အော်စိမ်မောင်မဲစိမ်မဲဝိုင်းစိမ်တာဖူးထူးတင်းကတကယ်လားကွာ။ယော်ဒီဖိုးကြီးကတမောက်ဟုကိုစိမ်မောင်တွေးလျက်မသိဘူးအပကြောက်လို့တောင်ဘာမှမေးရသေးဘူး။အပအသိချင်ရင်ဟိုမှာသွားတာမေးပြီတော့။အာဒီခွေ့ ခုဆိုကပေးဆောင်ပေးဆောင်ရှိနေစေဖြစ်တော့အဖွေးတကောင်ကိုလက်ထဲမှအုပ်ချိုးခဲ့ပြီးလှမ်း၍ပြေးလိုက်ရပြည်ထိုအခါမှဘိုးဘအရှင်ဒီကိုစိန်မောင်ကြီးလက်ကိုလွှတ်လျက်ဩအေးငါတက်ကိုစိန်ပြီတော့မေဟာဒီလိုဖြစ်မျိုးတခါမှမကြုံဘူးခဲ့ဘူးသွားစနေနာကြည့်အောင်မေဟုဆိုလျက်တော်တော်ကြီးကြီးဖြစ်မောင်ဝိုင်းစိန်တို့အိမ်ဘက်တို့ထွက်ခွာသွားလေတော့ဤထိုချိန်မဟုတ်ဆုံးမှမောင်ဝိုင်းစိန်အိမ်ပေါ်၌မူး အကြည်ဥဘိုးတွန်းအပါဝင်အသက်ကြီးပိုင်းလူကြီးများဖြစ်ကြတော့အဘအထွညိုအဘအချစ်စိန်ဥဒါတွန်းဥဒိမောင်တို့မှာမောင်ဘိုးတို့ဟာတယောက်တစ်ပေါက်ဝိုင်းမမေးမြနေကြကုန်၏ကဲကဲမောင်ဘိုးတို့မင်းဖြစ်ခဲ့တဲ့ပုံကိုအဘတို့ကို ပြောစမ်းပါဦးမင်းနဲ့အတူဘသူတွေပါတဲ့တုန်းသူတို့ရောမင်းလိုက်ရဘူးလားကွာမင်းသွေးလေးရတဲ့ပုတ်ကိုဆိုတာဘလို့ပုံစံမျိုးတော်ဦးကွာအေးဟိုးဟိုးအာကိုတို့ညို့ ခမားမေးပုံကခလေးဘာပြေးရမှမသိဖြစ်နေတော့မှာဗောဗျာနားလဲအောင်တခုချင်းမေးမှဗောဗျာဝင်ပြောလိုက်တော့အဘအချစ်ဆိုင်ကိုအဘအထွန်းညိုကမကြေမနက်တစ်ချက်ကြီးလိုက်လေပြီးမှမျက်မှောင်ကိုကောက်လျက်ဟာငါကဒီလိုမေးလို့ဘလို့မေးရမှာတော့ဦးကွာချစ်ဆိုင်ရမဟုတ်ဘူးလေဗျာမေးခွန်းတွေများရင်နားရှုပ်ပြီးခလေးကဘဲကစပြီးဖြေးရမှာမသိမဆိုးလို့ပြောတာဗျာဘာမှစကားပဲကွာဒီလောက်တော့နားလည်မှာပါကွာ တခုချင်းမေးတော့ဖြေးရတဲ့လူနားရှင်းတာပေါ့ဗျာဖိတ်ကောင်ချစ်စိမ်မင်းနေရတကားငါ့ဘောမှာအိတ်တာမစ္စရိယစိတ်တွေတော်ပွားနေပါလားကွာကြီးအာခမရခမီးကမဲ့ပင်ဖြစ်တော်ငါငကိုတဲကตาရေตาရေတမီရေလဲရေရာရေတယောက်နဲ့တယောက်မတဲကြတော့အဘအထွန်းညုံနဲ့အဘချစ်စိမ်တို့ကြမနေတာတော့တဖြစ်တကြီးဥဘိုးတွန်းကဝင်ရောက်ကဟတာလိုက်ရလေတော့ကြီးတော့ကြပါဗျာအဘတို့က ငယ်ကြတဲ့အရွယ်တွေလည်းမဟုတ်တော့ဘူးကလေးတွေရှိအချင်းများနေလို့မတော်တော်ပြမဟုတ်ပါဘူးမောင်ဖိုးတို့ရငါကဇေနာနဲ့ပြောတယ်ဟာတကယ်တမ်းအဲ့ဒါမစ္စရိယစိတ်မွေးနေတာသူ့ကဘာကကဲကဲတော့ကြပါဗျာတော့ကြပါအဘအချစ်စင်ရောအဘအထုံညောဂျားကနေကြောက်ကပဲတောင်းရပါလေဗျာကဲကဲကိုတော်တော့ခမရပဲဖိုးတို့ကိုကြမ်းအနားရေလောင်မေးပြမဗျာမိမိတဲ့ဝါရည်တော့လူညောက်ရှိနေတဲ့ဖြစ်အตาငိန်နေရတော့ စာဟောစရာတစ်ပိုင်းဖြစ်သည့်ဥဒတော်တယောက်တကြီးအမိုက်ကြောင့်ခေါင်းတော်ထထွားရလေတော့ဤထို့ကြောင့်လက်ချောင်းကိုတစ်ချက်ရှင်းလျက်ဖြေရတဲ့သူလဲနားမလျှောက်ရလေအောင်နားထောင်နေကြတဲ့လူတွေလဲလုံးစိပတ်စိတကြနာနာနားလေရနားလေရလေအောင်မေးရရင်ဖြစ်ဒီလိုရှိတယ်မောင်ဘုဒ္ဓရဲ့အခုမောင်ဘုဒ္ဓတောင်ကြိုက်တွေးဆောင်ခဲ့ရတဲ့ဖြစ်စံကိုဟောဒီကတကြီးပါဝင်တရားလုံးမှာရှိတဲ့လှဲနေလေအောင်မြင်းဆောင်မကြမ်းဆိုလိုလိုလို တော့ကိုတော်ရုပ်ရက်အော်လိုက်တော့ပကြီးရဲ့တန်းကြောက်ကိုတော်တို့မှာပြောလဲစစကားထင်းထင်းငေါ့ပြေရတာသွားရလေတော့ဤခမရခိုက်လိုက်မှာပူဆိုးနေပြီပဲနဲ့ဗျာမေးမြဝေးဝိုင်နေပြီတော်ပြီကြောက်ကြတာပဲမေးတော့မယ်ပကြီးဦးဘိုးတို့မှာတော်တာဖြစ်တဲ့ဥဒတော်ကိုဆွေးဆောင်ကြည့်ကထိုးချင်းမျက်လုံးလေးပေကလပေကလဖြစ်ရှိနေရှာတော့ဘိုးတို့ကိုမေးချလိုက်လေတော့ဤကဲပြောဆောင်ကွာမဘိုးတို့မင်းအဆောင်နှမအစအကြုံကို ခက်ခက်များထိုးချင်းအကြီးဦးဘိုးတို့မှာသောတာဖြစ်ဖြစ်ဖြစ် မေးလိုက်သည်ဖြစ်မင်းကြောင်တည်းမြအစဆုံးဟူသောစကားအစားစကားမှားရဲ့မင်းမင်းဆုံးတည်းမြအစကြောင်ဟူဖြစ်သွားရလေကနားတောင်လျက်ရှိသောလူများမှာဝါးခနဲ့ပတ်တော့ရမရအောင်ပွဲကြသွားရလေတော့ဤထိုကတကြီးစကားအမှားကြောင့်လူကြီးများဖြစ်ရသောအဘထုံညုံနဲ့ဘာအချစ်စိန်တို့ကပါတခွီခွီရေမောကြသည်ဖြစ်ရာတကြီးဥဘုတ်တို့မှာချက်လို့ရမျက်နာကြီးတစ်ခုလုံးရဲတဲ့သွားရလေတော့ဤ ထိုးကားတစ်ချိန်လုံးငြိမ်သက်စွာရှိနေတော့ကြောင်းစရာကြီးဟောင်းဥဒွေးမောင်မှမနေတာတော့ပဲဝင်းရောက်လျက်ကဲကဲမောင်ဖို့တူမနေ့ကမင်းနွားကြောင်းရင်ကြုံတွေ့ခရရတဲ့အဖြစ်ပြက်ကိုပြောစားစမ်းကွယ်မကြောက်နဲ့ပြောတတ်လို့ရာရဲရဲတာပြောကွယ်မောင်ဖို့တူဟုမင်းများလိုက်လေမမောင်ဖို့တူမှာတော်ကလေးပြီးပြီးလူလျက်လျက်ထိတ်လန့်နေရမှအနေငယ်အကြောက်ပြေ၍၎င်းရွာပြင်တော်စား၌နွားကြောင်းရင်ကြုံတွေ့ခရရတော့အဖြစ်စမ်းကိုအတန်တော်တော်ဖြစ် ြောပြလေးခဲ့တော်၏ထိုကမောင်မိုးတို့ကံလျော်စွာကြုံတွေ့ခဲ့ရသောအဖြစ်အဆန်းမှာဒူတသိမ်းမာတျောက်အသက်တွင်ကိုမကြုံစဘူးကြုံခဲ့လှလျက်အလွန်တရာသူကြစားငယ်လှစွာသောဖြစ်ရတစ်ခုဖြစ်နေပေရာနားတော်နေကြသူကြားကြသည်မြရွာသူရွာသားအများမှာရင်သားရှုမောအော်နဘန်ဖြစ်ခဲ့ကြရလေတော်၏ထိုကလူတိုင်းပင်မောင်မိုးတို့ကြုံတွေ့ခဲ့ရသောအရာ တယောက်တစ်မျိုးတော့ထင်ကြီးများဖြင့်ဉာဏ်ံပြောဆိုလျက်ရှိနေစဉ်လောကီပညာရတွင်နှက်ဆက်လှတော့ရွာဦးเจ้าဆရာတော်ကြွလာလျက်အဖြေစကားမှုကြခဲ့သည်ရှိတော့ကြုံခဲလာစွာကြုံခဲ့တော့ငါအရွယ်မြောက်ဘ ഹു တစ်စင်စမပြည့်စုံခဲ့ရတဲ့ဖြင့်ကြီးမားလှတော့အကျိုးသူကြီးနဲ့လွဲခဲရရှာသူမောင်ဖိုးသူရဲ့အဖြစ်အားလူတိုင်းပင်အသေးဦးနှလုံးသားဘုရားအောင်ဝင်ခဲ့ပြီးတဲ့ကဲ့သို့ ဂျင်းနဲ့လိလိဖြစ်ကမယိုးမြခံစားရလေတက်ခေါက်သူကတမျိုးတက်ပြင်းချသူတို့တွေတိတ်ခဲမြဒင်းကြီးတူကမချဖြစ်တဖန်းစုရွာသားတို့ရဲ့ပစပ်ဖြား၌မောင်ဘိုးတို့ရဲ့အဖြစ်အားခဲဆက်ဆက်ဒီနေ့တဲ့တိုင်းပင်လက်စစ်ကံပြောဆိုနေကြဆဲပင်ဖြစ်ပေတော့ရာမောင်ဘိုးတို့ဤအဖြစ်စန်းဒီကယူမတောင်ကျရှိတဖန်းစုရွာကလေးတွင်မောင်ဘိုးတို့မှာမဟုတ်ဆုံးမှဖြစ်သူမိခင်မှဝိုင်းဆိုင်တဲ့သူနေထိုင်ရက်ရွာတိုင်းရှိ နွားများအခစားကျောင်းသူနွားကျောင်းသားကလေးယောက်ဝင်ဖြစ်ပါလေထိုကရွာထဲ၌ဖူရုကဲ့သို့အခစားနွားကျောင်းသူရွယ်သူကောင်းလေးများရှိလေရာ၎င်းတို့မှာပေစုနှင့်လှပေတို့ဝင်ဖြစ်ပြီးအလောက်သူကစားပဲငငယ်ချင်းများဝင်ဖြစ်ပေတော့ဤထိုကရွာရှိကလေးများအားလုံးပင်ကျေးသောရွာကလေးများပြီးပြီးချိုးတဲ့လှတော့မိဘအသည်သည်အစီမံဖြစ်ငယ်စဉ်ကာလခုနှစ်ရှင်းနှစ်အရွယ်အထိဘုံကြီးเจ้าတွေနေတိုင်းခဲ့ကြရ၍ တေသာရှင်သာရေးတဲ့ဖတ်တိုက်ပြည်တည်နဲ့အเจ้าမထက်ကမိဘတို့၏လက်ငုပ်လက်ရင်အလုပ်များကိုကူညီလောက်ကန်လျက်ဝမ်းအတထားအတွက်ရုံးကခရအရှာလီတို့ပြာမိဘတို့လောက်ကန်လျက်ရှိတော့လုပ်ငန်းလိုက်အချို့မှာလဲတဲ့ဆင်းရဲ၎င်းအချို့မှာတောင်တက်ဓာခုတ်အလုပ်များ၎င်းဒီအမတိုင်မီကပင်လုံအောင်ခွေများတို့ ဝင်ကြရသည်ရှိတော်ဖိုးသူပေစုနှင့်လှပေတို့မှမူလက်ငောက်လို့ရင်လောက်ကံမြမရှိတော်မိဘတို့ကြောင့် ရွာရှိနှွားများကိုအခအစားကြောင်းပေးရသည့်နှွားကြောင်းသားအလုတ်ကိုလှုပ်ကန်ခဲရခြင်းပင်ဖြစ်ပေတော်၏တို့ရ၌အရွယ်မြောက်သေးသောကလေးများပြီးပြီးအခြားသူများထက်လွတ်လပ်သောနှွားကြောင်းသားအလုတ်အားသုံးယောက်စလုံးပင်ကျေနပ်ပျော်ရွှင်လျက်ရှိကြလျော်၏သူက၎င်းတို့အနေဖြင့်ကျေနပ်ပျော်ရွှင်မည်ဆိုတာကလည်းအမှန်တကယ်ကျေနပ်ပျော်ရွှင်ပွဲပါပဲအဘဲကြောင့်ဆိုတော့နှွားကြောင်းရင်းရွာပြင်ရှိတော်တဲ့၌ လေးကွာတလက်စီဖြင့်ငှက်ပြစ်ပတက်လိုက်ငါးရှာဖားနိုင်စသည်ဖြင့်လွတ်လပ်ပြောရှင်ပွဲအလုတ်များကိုလှုပ်ကင်နိုင်သည့်အပြင်တခါရေယာ၌တစ်ပင်တက်စစ်တိုက်ကစားနည်းမျိုးစုံကိုလည်းစူတူမရှိငေါငါမြစ်တူဝေးပြောရှင်တိုင်းပြောချင်တိုင်းပြောဆော့ချင်တိုင်းဆော့လွတ်လပ်ပြောရှင်စာနေနိုင်ချင်းများကြောက်ပင်ဖြစ်ပေတော်၏တို့ရာ၌တခုကိုတော့ဖြင့်ဖိုးတူတို့အဖို့အများစွာကူဆိုက်ရပေ၎င်းကမိမိတို့အကြောင်းတော်နွားများ ။တပားတူလဲခွေးများအတွင်မဝင်ရောက်ရန်မတွားရံပင်ဖြစ်ပေရာအကယ်၍၎င်းတို့ထဲမှနွားတကောင်လဲခွေးနဲ့ဝင်၍စားမိပြီဆိုပါကလဲရှင်ရော်တောင်းသောငွေကြီးကိုမိမိတို့တလလုံးလုံးနွားเจ้า၏ရတော့အဖိုးခတ်ထေပကပေးရမည်ပြင်မိဘများ၏အရှုံးထက်ကြောကောက်အောင်ရိုက်ချင်ဖို့ပါခိုင်းရမည်ဖြစ်တော့ကြောက်ပင်သည်ထို့ကြောင့်ဖိုးတို့တို့မှမြင်းများအပြင်ဆော့အမြင်စေကမူနွားများ ဒဲခွေးများပဲစီတို့မတော်ရန်မရောက်ရန်ကိုကအထူးပင်တရိပ်ပြူကြီးစုကနေရလေတော့ဤတို့ပြာတမနဲ့အိမ်မထုတ်ဝေပေးလိုက်တော့သမင်းတော့ကိုစရာတစ်ပင်ရတခုတင်စားနေလျက်လှပေကထိုင်ကောင်တွေသမင်းလဲစားနွားတယ်လေကြည့်အောင်ဟာတော်ကြာလဲခွေးနဲ့စဉ်းစားလို့အဟုတ်ပဲဖြစ်နေအောင်မယ်ဟိုပေးစုအုပ်စုတဲကနကုံးမနဲ့ဒိုတော်မနကောသတိထားကြပါကလစ်တာနဲ့လဲပဲစင်းဝဲလို့ပြင်းတဲ့ကန်းနာမတွေဟုတ်သတိပေးလိုက်လေယာဖိုးတို့ကလည်း ။စကြက်တဲ့နားမြောက်ကိုကြည့်ရင်ဖြင့်ဖောက်တယ်ကွ။ခုတော့ဒီကောင်တော်တော်ဆိုးနေတယ်ကွ။ယင်တစ်ခေါက်ကငကြားမောက်ကတမလို့တမထားအောင်မနဲ့တူတယ်။ဟုတ်ပြောလိုက်လေထိုးကသမင်းကိုပလောက်ပလောင်စားနေတော့ပေစုကဘိုးတို့ကိုကြည့်၍မင်းရဲ့တမလားသမင်းတမလိုက်တာတော့ဟုတ်ပါရဲ့မောင်ရ။အဲ့ဒီတုန်းကသွေးလေးစိမ်မြကသူ့နေကြမမှာအရှိုးတွေပါလာလို့ငါ့ကိုချိန်လိုက်တာမပြောပါနဲ့တော့ကြည့်လည်းလောက်ပါအောင်ဖိုးတို့ရဟုတ်ပြောလိုက်လေရကငါပဲကအေးဟုတ်တယ်ဟာ အရင်ကကလည်းနှောင်ကြီးကိုတမလိုက်လို့ကိုဘွေးလုံးကြီးကတကြီးသွားတိုင်တာနောက်တစ်ခါနွားရှင်တွေမကျင်းနိုင်ရင်အယောပေးရမယ်လို့တတိပေးထားတယ်ကွာဒီတခါအရှိုးမပေါ်ငကန်းနေတာနဲ့မစောနဲ့လေးကွာနဲ့စောကွာဟုတ်ပြောလိုက်လေထိုကဖိုးလူကအဲ့ဒါမှမျက်လုံးစာမှန်ပြီးကောင်းလုံးဘုရားယော်နေရလို့ဟုတ်ပဲဖြစ်နေမယ်မောင်ငကန်းနဲ့ဂျိုတာတမဆံပါဟုတ်ပြောလိုက်ကသမီးသားပြည့်လက်စေးရံအတွက်အနည်းရှိကျွဲလူအိုင်တစ်ခုစီတို့ ကျင်းသွားလေတော့ဤဒီနေ့မင်းတို့နှစ်ယောက်လှည့်နော်ဗိဒ္ဓာပြီးကြည်ဒါကြငါတွန်းတတော်မယ်ခုပြောဆိုကအနောက်မေရဲ့ရှိမြေပြန့်နေရာတစ်ခုစီတို့တွားရောက်ကပင်စီတင်းမြင့်ဆောင်တစ်ခုဟာခေါင်းခု၍လဲလျောင်းလိုက်လေတော့ဤထိုကဖိုးတို့တို့တုံးဦးမှာအမင်းစားပြီးခိတ္တရေတမောအိတ်ဆက်အနာယူရန်အတွက်လဲခွင်းများဘက်သို့ကျွန်ထွက်ရသွားတတ်သောနားများရှိနေတတ်တဲ့အတွက်နားမောက်ရန်အလှဲကြခွဲထမ်းချထားရသည့်ဖြစ်ရာယနေ့ဖို့သမင်းစားပြီးခိတ္တလဲလျောင်းအနာယူချိန်၌ ပေစုနဲ့လှပေတို့နှစ်ယောက်၏အလှည့်ဖြစ်သည်ဖြစ်ဖိုးတို့မှယခုကဲ့သို့ပြောကအူအဆောင်တနောင်းပင်ရိုက်တို့တွားရောက်ခဲ့ခြင်းပင်ဖြစ်ပေ၏။တို့ဖြစ်ရာပေစုနဲ့လှပေတို့နှစ်ယောက်မှာအရိုက်ကောင်းလှတော့ရွာဘက်နေရာတစ်ပင်ကြီးများအောက်တွင်နားနေခွင့်မရှိတော့ပဲလဲခွင့်ကတိယမဘက်ရှိအတန်ငယ်အရိပ်ရာတော့အပင်ငယ်အရိပ်များ၌တာတယောက်တနေရာစီခွဲလျက်နားမြဆင်းလာလျင် အသည့်မောင်းနေနိုင်ရန်အတွက်ခိရနားနေရင်ဖြင့်စောင့်ကြည့်နေကြရလေ ိုကရိတ်ကောင်းတော့သနောင်းမေရဲ့ရောက်နိုင်တယောက်တည်းလဲလျောင်းလျက်ရှိတော့ပို့သူမှာခမင်းစားပြိစားဖြစ်တဲ့အပြင်တဖြူဖြူတိုက်ခတ်လျက်ရှိနေတော့လေးနုအေးကလေးကြောင့်ခိတမြမေကနေအိပ်ပေါ်သွားရလေတော့ဤသူနောက်မှာအဲ့ရမှာနုလက်သေးရှိတော့စကြက်များအတွင်းဟိုစုဒီစုရှိနေကြတော့နားများနဲ့ပေးစလုံးနှစ်ယောက်တို့လမ်းကြီးကသုံးမတစ်ပါးအနေငယ်ရုံးစသားလျင်ရှိနေသေးတော့နေကိုကြည့်၍ မိမိနားနေရမှုအချိန်အတော်အတန်းရှိနေသေးတဲ့အဖြစ်ကိုတွေးကနောက်မှင်တင်းမြင့်ဆုံးဘောတို့ရွှေကထိုင်လျက်လက်ထက်ကငကန်းနေတန်းကိုမြေကြီးတွင်ထောက်လျက်ခိုင်းကတစ်ချက်အမြတောင်းဝင်လိုက်လေထို့နောက်မှဘိုးတို့ဒီနားနေခွင့်ရှိနေသေးတဲ့ခုလိုအချိန်မြိုက်မလှမ်းမကန်းရှိလက်မပင်ကြီးအောက်သို့သွားရောက်ကဆေးရမြောက်ကိုပြစ်ခတ်ရရင်ကောင်းလေတော့တို့ဒီမဟုတ်ညီမနေ့ကမိမိကြည့်တာတော့ဘာကြီးသွညို့ကိုလဲခွက်သိရှိ မြေပေါက်တဲတို့မြောင်းပေါက်တဲတို့တွားရောက်ကားငားနိုင်ရရင်ကောင်းပြီလို့စဉ်းစားရင်းဖြင့်လက်ထက်တင်ကိုင်းတော့ငကန်းနဲ့မြေကြီးအားတောချစ်တောင်းချစ်ချစ်နေမိလေဖိုကနာ၌ပင်ရင်ကောင်းငင်ထက်မှဝင်းကနေလက်ကနေလင်းသားတို့ခုဒီမိမိအနီတို့ပြုတ်ရက်ကြရလေဟာဖိုးတို့မှာလန့်ပြလျက်ငကန်းကိုလှုတ်ချကမိမိအနီတို့ကြလာတော့အရာကိုကြက်တေးသေးလျက်ကြီးလိုက်မိလေတော့ဤသူကစကောရမြအရှိတော့ ။တလလက်မုံစုများအဖြစ်တောက်ပလျက်ရှိတော့အရာတစ်ခုကိုအော်ထိတ်လာစွာပိုးသူတွေ့မြင်လိုက်ရလေတော့ဤ။ဟုတ်ဒီမှာသူစံလာတော့ထိုးချင်းအရာကို မြေလောအပြူတာပါစအောင်တိုင်းဖြစ်ကြည်နေမိလေအဖြစ်ဖြစ်ဖြစ်ဒုတိယကြီးတရံတို့ပြောင်းလဲသွားလေများမကြမီမိမိတခါမြမြင်ဘူးခဲ့ခြင်းမရှိခဲ့တော့သူစံလာတဲ့အဝတ်စားများနဲ့လူတယောက်ဤပုံတရံပြင်းစွာပေါ်ပေါက်လာလေ ိုးကား၎င်းလူမှာ အုတ်ထုတ်ကဲ့သို့ကောင်းပေါင်းတစ်ခုနှင့်နေရောင်လိုလိုညိုရောင်လိုလိုတလက်လက်အယောင်တွေစမ်းကြဲတော့ဥစားများကိုဥစဉ်ထားလေ၏အသားရောင်မှာလဲလူတယောက်ရဲ့အသားရောင်မျိုးမရှိပဲစိန်ပန်းပန်းအယောင်ဖြစ်ကမဲနဲ့တော့မြေကုံမွေးမုတ်ဆယ်မွေးများနဲ့ပါတများနှလုံးကဲ့သို့အဖြတ်အဖြတ်အယောင်ထွက်နေသည့်နီနီရဲရဲ့ရှိနေလျက်ရှိတော့မြေလုံးနှလုံးရှိနေလေ၏ထိုကနေရွယ်ဝန်းကျင်၌လဲ ဒွန်စာမှတင်းပြငွေချိုင်တော့ရင်းနှက်ထက်ပေါ်နေလေရာပိုးလူမှာသူစံလှတော့ထိုလူကိုကြည့်ကကြက်တိမွေးချင်းများထိုက်ကြောက်စိတ်များဖြစ်ပေါ်လာလေတော့ဒီထိုစဉ်ပင်၎င်းသူစံလှတော်လူကလက်ထက်တွင်ကင်ဆွဲထားတော့အယောင်တစ်ဖက်ဖက်လက်နေသည့်ရွှေရောင်တုတ်ရွှေရောင်တုတ်လုံးတစ်ခုကိုလက်နှစ်ဖက်ဖြင့်ကင်ကဒူးတုတ်လျက်တုံညင်းသောနိုင်နာကဲ့သို့ဖြစ်နေသောထူးခြားသည့်အတန်းဖြင့် ။ဘီတို့တော့အလိုရှိသည့်ဖြင့်ခေါ်ရပါတည်းဆရာရှင်။ခုမင်းများလိုက်လျာပို့သူမှာတောက်တော့လက်လိုက်ဖြင့်တုံတုံခေါ်ပါဘူး။တောင်းရစွာဖြေလိုက်မိလေ။ထိုကထူးစားသောလူကပို့သူကမော်ကြည့်လျက်တို့ဆိုရင်စီရင်အပ်တော့အချုပ်အင်းအားဖြစ်ပေးပါလို့ဆရာရှင်။ဟုတ်ပြောလိုက်ပြန်လေရာဖိုးလူမှာစောချင်းများပြန်တဲ့နားမလဲဖြစ်ကဘာဘာဘာဖြစ်ပြရမှာတော့ခုမေးလိုက်မိလေ သူကထူးဆန်းတော့လူကဖိုးထူးရှိရှိမြေပြင်၌ချက်တာတော့အเจ้าရာကိုကြည့်ကဆရာရှင် ခြေရင်မြေပါရဝီတွင်စီရင်အပ်တော့အချုပ်အင်းပါဆရာရှင်ဟုပြောဆိုလိုက်လေရာဖိုးထူးအเจ้าရာလာလာဖြင့်စဉ်းစားမနေတော့ပဲမြေပြင်ပေါ်ရှိ အရာများကိုကောင်းကဖြစ်ပေးလိုက်လေလျင်ထူးဆန်းတော့သူဒီဖိုးထူးကတောင်းကြိမ်တုံးကအယုဒေပြုလျက်ရုပ်ရက်ကောင်းရင်ပေါ်တော့လင်းနာတစ်ခု အတွင်ဖြင့်ရွှေကနေပြန်တဲ့ကား ပြောက်ွယ်သွားလေတော့ဤသူကဖိုးတို့ဒီလဲထိတ်လာတကြပြီမိမိအဖော်များကိုပဲအမှန်မရတော့ပဲပြောပက်စီတို့ခြေကုံတုတ်တုံးဆိုင်ကပြန်ပြေးလာခဲ့လေတော့သည်ဖိုးတို့ရွာတဲ့တို့ပြန်ရောက်ဤအုပ်ော်တောင်းနေဖြစ်ကလူကြီးများကမင်းများ၏အကြောင်းဆုံးတိရကြတော့အခါ၌မူအလုံးပင်အော်ဘနာဖြစ်ကြရလျက်ဖိုးသူတွေ့ကြုံခဲ့ရသောသူစံသောလူအားတယောက်တည်းမျိုး အမျိုးမျိုးသောအထင်ကြီးများပေး၍ဇူညာစာပြောဆိုနေကြတော်၏ထိုအခါပေစုနှင့်လှပေတို့အပါဝင်ထိုချိန်လေတဲ့တွင်အတင်းရုပ်ဖာလျက်ရှိကြသောကိုအောင်မောင်တာဆန်းနှင့်တဲကြအတင်းကြတွင်ကစွဲ့ရနှုတ်နေကြသောအပြူကြီးမှလုံးတွင်မိမ၃လျောက်မှလည်းဖို့သူရှိရာနေရာထနောင်းပင်စီတို့ကောင်းငယ်မှရှူးရှလင်းလက်တော်လင်းသားတို့ခုသိုးဆိုင်စင်းသားဒီကိုလည်းကောင်းများမကြမီအတန်ပြုတ်လျက် ပြန်သက်သွားတော့လင်းတန်းကိုလည်းကောင်းမိမိတို့မင်းတွေလိုက်ကြရပါကြောင်းပြောဆိုကြရကားဖိုးသူဂျုံတိတ်ခရတော့ဖြစ်ပြာသူပင်အော်ပြောဆို၏မစောင်းနိုင်အောင်ရှိကြတော့၏သူကရွာဦးကြောင့်ဇာတော်ဥပါတိတကြွလာတော့အခါမှအကြောင်းဆုံးမင်းများ၍တိရှိလေးလင်းအိမ်လောကမှာလူရောက်တသိန်းတောင်ဖိုးသူလိုအဖြစ်မျိုးတုံးရဖို့လွန်ပဲခင်းလာတော့တယ် နင်တို့တွေဘုတိစင်စဆိုတဲ့အကြအမြင်ဘုဒ္ဓမရှိကြလေတော့ဘာသိကြမှာတော့အဲ့ဒါဟာဖိုးသူနဂန်းနဲ့မြေကြီးပေါ်မှာဟိုချစ်ဒီချစ်ချစ်လိုက်တာဟာဝိဇ္ဇာမို့စော်ကြီးမိတော်ကြတာဟဲ့ရှစ်တုံးကပညာရှင်တွေဟာဒီလိုပဲအင်းနဲ့ကောင်းအင်မှာသွာလာနေကြတဲ့ဝိဇ္ဇာမို့စော်ကြီးတွေကိုဖမ်းအမိကိုရီးယားဈေးခန့်ကြတယ်ဆိုတဲ့အထောက်ထားတွေအများကြီးရှိမှာပဲဒီလေဖိုးသူလိုခလေးမပြောနဲ့နင်တို့လူကြီးတွေတော့ဒါမျိုးမှမကြုံဘူးကြတာအာ ကန်အားလျော်စွာတိုးတူးကြီးရပါလျက်နဲ့မတိနားမလဲရတဲ့အတွက်လက်လို့ရှောင်းရှောင်းခဲ့ရတာဟာတော့တွေးကြည့်ရင်ရင်နာစရာပဲဟဲ့ဟုတ်ဆရာတော်မှစိတ်မကောင်းအောင်ဟန်ပြီးရေရောလိုက်လေရာအနည်းတွင်လက်ဟုတ်ကလေးများချီလက်ရှိနေကြတော့သူကြီးများထဲမှာအကြီးဥပိုးတော်ကမှန်ပါဘလို့အချိုးသူကြီးမျိုးများရနိုင်ပါလဲဗျာဟုတ်ဆရာတော်ကိုမရေတရေပြေရှောက်တတ်လိုက်လေထိုးကဆရာတော်ကဟဲ့ဘိုးတော်ရဲ့ ကောင်းကင်မှာသွားနေတဲ့ဝိဇာမို့စောကြီးလိုမျိုးပုပ်ကိုကိုကိုလိုရာဆေကိုက်နိုင်ပြီဆိုမှတော့နေတို့ဘာလို့ရှင်တော့လက်သက်စာစားမကုန်နဲ့ရွှေလိုရှင်တလားငွေလိုရှင်တလားဒါမှမဟုတ်ဘယ်လိုတိုက်တိမျိုးကိုပြင်းမြောက်ရှင်တလဲကိုဖြစ်ချင်ရာကိုတောင်းချင်တဲ့ဟာလိုလိုဆေကိုက်တောင်းယူလို့ရနေတာပဲဟဲ့နေတို့ကိုတိုင်းဒီလောက်တော့နေမှာတော့အဟိုလူဝင်ဖြစ်သေးတဲ့ဖိုးတူးလိုကလေးမျိုး ဝိဇာမှုစောကြီးကိုကိုတိုင်ကိုကြမြင်ဘူးလိုက်ရတာပဲတော်လှပေါ်ဟဲ့ဟုတ်မိတ်ဆိုလေးအကြောင်းတို့ပြန်ကြတားလေရာအကြီးဥပိုးတို့ကဘာဝင်ဆရာတော်မိတ်ဆိုသွားခဲ့တော့စကားများကို ကြားလိုက်ကြရတော့တဖန်းစုရွာသားများစုလို့မှရှေ့တွင် ပေါ်ပြ KPD အတိုင်းအသေးဦးနှလုံးကြတွင်ပြည့်အောင်ဝင်ပြီးတကယ်တို့ရင်းတဲ့ကလေးကလေးဖြစ်ကမယိုးမြခန်းစားရလေမောင်ဘိုးတို့အစားတက်ခေါက်အန်ကျိတ်ကခေဆက်ဆက် ။ယနေ့တည်းယနေ့တည်းဒီတိုင်းလက်စက်ကပြောဆို၍မဆုံးနိုင်အောင်ချိန်နေခဲ့ကြရတော့သည်။